တခါတ attva အာလုံးဩနာတင်ဆင်းရဲအပြင်နဲ့မကြပါဘူးနော်။ဘုရင်ဆင်းရဲတို့တားလို့ရလား။လူအိုတွေပါပါတယ်သူလည်းဩလာတော့နော်။တတော်လေးတွားလာနေရတာတည်ထားတယ်နော်ဆင်းရဲပါတယ်။နောက်ယောဂဗျာလည်းအဖော်လို့ရပြီတဲ့။နောက်ယောဂပြင်းလာမှာနိုင်ရင်ဆင်းရဲရှိတယ်။နောက်တည်ရင်ဆင်းရဲလည်းရှောင်လို့ရပါမလား။ရတဲ့မှာတဲ့။တောက ပရိဒီဝဒုက္ခဓမ္မနတဥပါဒာလို့ဆင်းရဲရှိသေးတယ်အဲ့ဒါအထက်ကလာဆရာများကဥမာနဲ့ဖြင်းပြပါတယ်ရင်တို့တည်သလိုပဲပါတယ်နော်အနေလုံးပူရာကိုပြောတာနော်ပြဆင်းနေပြတာတို့လက်တွေစန္ဒကံတို့သိပ္ပံတို့ကမှတက်တော်မှတို့ဒီစန္ဒပံကလေးဆိုကိုတောက်တဲ့ထက်တော့ရက်ပြန်ပြီးလေးနဲ့သူရေထည့်ပြီးတော့ပူပေးတာဟုတ်ပြီးတော့ အပူထိတဲ့အေမတို့ကျူးစီကပေါ့ပြီးအပေါ်တက်သွားတယ်အင်းတဲ့မတို့ကျူးအကုလဲနေတယ်သူလဲနေတာနှွေးလာတယ်ခွာပေါ့နော်အဲ့အနေထားလေးကိုတဲ့ဘုရားသောကနဲ့တူတယ်တဲ့ပါရတော့ဟိုကတော့ဩလတ်ကုန်ပြီသတ္တမရိလက်ကပြောလို့သေးတယ်ဘုမတော့ပါမလားအဲ့ဒါသောကပဲဟုတ်ပါလားဒါတန်းကလည်းပဲ အဲ့ဒါနင်းနေပြီဆန်းလောက်ရလားဆီရဝဲရဥမဆီရကြီးရလျှောက်တွေ့ရင်လည်းပဲဇလုံးအေးရလားပူရလားအာယူနုစတဲ့တာပဲတောကပဲချမ်းသာကမလားဆင်းရဲကမလားသမီးတွေတားရအောင်အကြောင်းလကကြီးလိုက်တာအကြောင်းထောက်လဲလူသေးတယ်ဘာရောရင်ကောင်းမလဲစဉ်းစားရင်လည်းဇလုံးအေးရလားပူရလားဒါတောကပဲလေအလိုမရှိဘူးလားဘုရားတိမာတိကိုအကြောင်းဟောတာလေ တခါမိကဆက်ထူတော့တဲ့ဒီမျိုးဆူလာပြီတဲ့အဲ့ဒါမဖြစ်စေရင်သာဖြစ်ကုန်ပြီတဲ့ကလေးလေးနေမကောင်းဖြစ်စေရုံတင်ရလူတရားနဲ့ပြက်ကုန်လူကန်းနေရချောဆိုတော့ရဲ့ရင်းနဲ့ပူတော်မလာဘူးလားကြိတ်ပြီးမြေကြီးကြားနေတာပူတော်တော့အားအဲ့ဒါပရိသေဘလို့ခေါ်တာတဲ့ဘယ်လိုခေါ်နော်ပရိသေဘဆိုပရိသေနာတည်သွားတယ် မကွင်းရင်မကွင်းပါတယ်ဆိုရင်ကမကိုကြရဘူးလားဟုတ်တယ်အဲ့ဒါနော်ပြိတိဝခေါ်တဲ့ဆင်းရဲခွန်မလားချမ်းသာခွန်မလားဆင်းရဲခွန်မလားဒါဘဝရဲ့ဆင်းရဲနော်ဘဝထူကြရင်ဒါလမ်းမကြီးပဲတခါရင်တို့ကမိရမပြတ်ဘူးဆက်ထုံတော့တဲ့အကြက်နော်လာတာဩဃတာပူနေပြီတဲ့အဲ့ဒါကြတော့ဥအောင်အာကြီးတော့တွင်တွင်နဲ့ခေါင်းတွေကြိုက်တာ တွေ့တူတာနေမကောင်းဖြစ်လာတယ်ကိုပါဆင်းရဲလာပြီဘာခေါ်လဲကိုပါအိမ်မြာစမ်းမြာယောဂဖောက်လာကိုပါဆင်းရဲဒုက္ခဆင်းရဲလို့ဘုရားတတ်မှတ်တယ်ဘုရားတတ်မှတ်တော့တောကပိဋိဝါဒုက္ခဒါကမနာဘူးတဲ့ပြီးထိုးတာမနာဘူးတဲ့အတွေ့အကြုံမရတတ်အရန်ဘူးတော့အရန်ကြိုက်ပြီးတော့အားရခံလာပြီတဲ့အချိန်နဲ့ခံရတာနော် အရာရှိနေခမ်းတာအဲ့ဒီမှာရေးလေးဆိုတဲ့ချက်ချင်းပြန်ပြီးတော့ဆိုတာပဲအဲ့ဒါကိုဒေါမနတအဆင့်တော့ခေါ်မယ်တဲ့လို့ခေါ်တော့အပြင်နင်းသေးတာသေးတမိသေးတာသေးပေါ့စီပါလေးပြတ်ဆိုတော့ပူပြီလေသူစိတ်သက်သာဆိုပြီးတော့အဘယ်အခုခေါ်သွားတယ်ပဲအဲသူကပါရင်ဆိုငိုကြမ်းတာပဲ ပြောတဲ့ကောင်းတဲ့ညခေါ်လဲသူတို့ရှိရင်ဟိုလုံးကလို့ဆိုရင်ကိုပြန်တာပဲအေးဟာသူတက်ဘူးဖြစ်ကုန်တာအဲ့ဒါမလာနိုင်ဘူးလားအချိုလဲကြုံနေရတာပဲနော်အဲ့တော့ကဗိဓေဝဒုက္ခဓမ္မနတ္တဟိုလုံးကသူဖြစ်နေတဲ့သူမှတ်သားဘူးလေယန္တမတရားတော်ဟောနေတာပဲ အဲ့ဒါမဲ့တော့ဆုံးသွားတော့သူအရန်ကွာစိတ်ဆင်းရတာပေါ့နော်အဲ့မေ့တယ်မေ့လို့သူ့မဲ့တော့ကမှတ်တော့သူ့မဲ့တယ်ခမဲတော်ဆုံးသွားတာမဲတော်ကြီးနဲ့ခမဲကြီးကအရန်ချစ်ကြတာအဲ့တော့ခမဲတော်ကြီးဆုံးတော့အတကျိုးတော့အတင်းကျင်းကုန်မှာတဲ့အမေကငုံတော့အာကြီးဆိုအမေကိုခေါ်ပြီးတော့အတရားပေးမပေါ့အဲ့နောက်ဆုံးမိခန္ဓာကိုယ်ကြီးကမျောတာလမ်းဆုံးမဲ့လို့ပြောကြတယ်လို့ဘေးကလေးကိုင်းပြီးတော့ဒီလိုပြတာ ကြလိုက်ပြောင်းလက်ညှိုးထိုးပြီးပုံငိုတာတဲ့ဟောဘလို့ဖြစ်တာလဲဆိုတော့ဟောအရှင်ဘုရားမသိလို့အပြုတ်ဘွားတုန်းကတဲ့အရှင်ဘုရားခင်မေကြီးအဲ့မိကြီးကြီးကပြစ်ပြစ်စားဘူးတဲ့ဘုရားမရှိတော့ဘူးသူငိုပြန်တာပဲအဲ့ဒါဓမ္မတတခေါ်တယ်ပြောကြဘာဖြစ်ဖြစ်သူ့အတွက်ကပူဇော်ဖြစ်ကုန်ပြီသောက်ပွားရလားအဲ့ဒါဘာခေါ်လဲဓမ္မတတအစင်မြေနာပူနေလားအဲ့ပုဂ္ဂိုလ်ကြီးကအယက်မျက်နှာမကြည်လင်ဘူးတဲ့ဘာရဲ့နော် တို့ဘာကိုပြောလဲဆိုတာဓမ္မီလို့ပဲစိတ်ကအလင်းကဓမ္မီလို့ပဲဒါလည်းဥမာပေးရတာနော်တခဲအားကြီးကြောက်လို့ပူသွားရင်မိလုံးလင်းသေးလားမြေပွင့်လေးကသေးမသွားဘူးလားအဲ့လိုပဲရက်ကျင်တာသူမသိတော့ဘူးပူနေတာတဲ့တော့ပေါ့လေလောက်ဆိုးပါတယ်ဒါလည်းတွေ့ရမှာလေနော်ဒီဒါကြောင့်ပြင်ဖြင့်ဆက်ပြီးတော့အဲရေခမ်းနေကြဆက်ပြီးတော့မိထိုးရင်တဲ့နောက်ဆုံးပဲ ။ဩဘာကွဲသွားရောတဲ့။ဟုတ်ပါပါလဲ။အဲ့ဒါဥပဒါခေါ်တယ်။ရင်ဝဲနာကြသေးတဲ့ခေါ်ပါတယ်။ဘုလိုလိုတိတ်ကုန်တာ။အဲ့ဆင်းရဲတွေကသူကြုံရမှာလေ။မိသာထိုးတာမရက်တဲ့ရင်တော့ဘုရားရပ်ပါမလား။အဲ့ဒါအဓိကအဝိဇ္ဇာပဲတဲ့။ဘာကြောင့်နော်။သင်ရတာအာလုံးစိတ်ဆင်းရဲကိုဆင်းရဲပြဿနာမျိုးစုံဖြစ်တဲ့အကြောင်းရင်းကိုရှားပါဆိုရင် ဘသူမှအကြောင်းမတတ်ပါနဲ့တဲ့မူလနဲ့ဖြာကိုရောက်အောင်သွားပါတဲ့အကြောင်းရပါရောအမောင်ဖုံးတာတော်တာပါရဲ့လေအဲ့တော့မပြဒနာပေါ်ပေါ်နော်စိတ်ဆင်းရဲတာပေါ်လာပြီဆိုရင်ရင်ပူပြီဆိုရင်ဘသူမှအပြစ်မတင်နဲ့တော့အဝိဇ္ဇာနဲ့တဏှာလို့မရမယ်အဲ့တော့အဝိဇ္ဇာကချုပ်ရင်ဆင်းရဲကုန်ချုပ်တယ်အဝိဇ္ဇာချုပ်ရင်ပါတော့ တော့ဘုရားအရင်ကခိုင်ထားတာနော်အဲဆေးဆဲကိုဆင်းမဖြစ်ဘဲနဲ့နေခြင်းနဲ့ဆိုရင်အဝိဇ္ဇာမရှိမှဖြစ်မှာဒါမရှိမှာနော်